မင်္ဂလာပါ CNN Knowledge အစီအစဉ်ကကြိုဆိုလိုက်ပါတယ်ဒီဒီပတ်မှာတော့ရန်သူတင်ကားကိုနောက်ဆက်နိုင်တဲ့ကြည်စမ်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါ ဒီနေ့ဗီဒီယိုထဲမှာတော့ရန်သူတင်ကားတွေကိုမိခိုးတွေနဲ့မြင်ကွင်းမရှိအောင်နှောက်ယှက်ပေးနိုင်တဲ့ကြီးစံအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တင်ကားတစ်စီးကိုမျက်ရည်ကိုပုံလိုမျိုးမိခိုးချီနဲ့ပြင်မယ်ဆိုရင်ကြီးစံရဲ့ထိပ်ဖူးကတင်ကားနေရန်ကိုမှန်လိုက်တဲ့အချိန်မှာအပြင်ကြီးကုန်းကကွဲထွက်သွားပြီးအထက်ကအဖြူရောင် ဖော့စဖရက်ဓာတုပစ္စည်းတွေထွက်လာမှာဖြစ်ပါတယ်။ဖော့စဖရက်ဟာလေထဲမှာအောက်ဆီဂျင်နဲ့ချက်ချင်းတက်ပြူပြီးအပူချိန်မြင့်တက်လာကအဖြူရောင်မိခိုးတွေထွက်လာမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းတင်ကားတစ်စီးလုံးကိုမိခိုးတွေနဲ့ဖုံးလွှမ်းအောင်လုပ်ဖို့ဆိုရင်တော့အဲ့ဒီကြီးစံတွေအများကြီးဖြစ်ခဲ့ရမှာဖြစ်ပါတယ်။ အဲ့ဒီအခြေအနေကိုဖြေရှင်းဖို့အတွက်ကြည်စံမျိုးစအစ်တစ်ခုကတော့အဲ့ဒီကြည်စံပြစ်လွတ်လိုက်တဲ့အခါမှာထိပ်ဘူးမှတက်ဆင်ထားတဲ့ fuse ကနေထွက်လာတဲ့မီးပွင့်ဟာအလဲဥဒဏ်ကနေနောက်ဖက်ကြည်ပိတ်စီကိုကူးသွားမှာဖြစ်ပါတယ်။အဲ့ဒီမီးပွင့်ရဲ့ဖိအားကတဆင်ကြည်ပိတ်ဟာနောက်ဖက်ကိုပွင့်ထွက်သွားပြီးကြည်ကုန်တွေကတင်းငယ်တဲ့ဘူးကုန်လေးတွေကကြည်ကုန်တွေကထွက်ပြီးတင်ကားရဲ့ဖိပပက်လေးကိုပြန့်နှံ့သွားမှာဖြစ်ပါတယ်။အဲ့ဒီဘူးကုန်လေးတွေကဟီစီကလိုရိုအီသိန်းဓာတ်ုပစ္စည်းဟာစက္ကန့်ပိုင်းအတွင်းလေထုနဲ့ထိတွေ့လောင်ကျွမ်းပြီးဇင်းကလိုရိုက်တွေထွက်လာစီပါတယ်။အဲ့ဒီနောက်လေထုတွေကအဆိုတက်တွေကိုဆုပ်ယူပြီးအဖြူရောင် ီးခိုးတွေထွက်လာမှာဖြစ်ပါတယ်အဲဒါကြောင့်ကြီးစံနေအများကြီးတုံးစရာမလိုပဲကြီးစံအနေငယ်နဲ့တင်ကားတစ်စီးလုံးကိုမြင်ဝင်းပိတ်သွားအောင်မီးခိုးတွေနဲ့နောက်ရှင်းနိုင်မှာဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ရန်သူတင်ကားကိုနောက်ရှင်းနိုင်တဲ့ကြီးစံဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်နောက်ပတ်ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်မျိုးကိုတင်ဆက်ပေးလို့ပါအောင်မယ်။